အားလုံးမင်္ဂလာပါ Miss Curry ကကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဆက်ပေးမှာကတော့ Horror Thriller Movie အမျိုးအစားပဲဖြစ်ပါတယ်ပြည်သူပန်းဉဏ်တစ်ခုမှာတိလရှင်ကျောင်းက Sister Ban နဲ့ Sister Paston တို့စကားပြောနေကြပါတယ်သူတို့နှစ်ယောက်က Phonography အကြောင်းကိုပြောနေကြတာပါ Phonography ဆိုတာကာမရာဂအကြောင်းပါသူတို့နှစ်ယောက်မှာ Sister Ban ကပိုပြီးအတွေ့အကြုံရှိတဲ့သူပါ Sister Paston ကတော့သူများပြောသမျှယုံနဲ့ထုံထုံနုံနုံအာအပုံစံလေးပါ ဖက်စတန်ကတော့သူမကြည့်ဘူးတဲ့လိမ့်ပိုင်းဆိုင်ရာဗီဒီယိုတွေကမင်းသမီးတွေကိုတော့မနှိမ့်မြဘူးလို့ပြောပါတယ်။တိတ်မကြခင်မှာသူတို့ဟာအိမ်တိမ်ကိုရောက်လာပါတယ်။ဘန်ကချန်ဒီယိုနာမှာသူတို့ရဲ့စပိန်တွေကိုတောက်ခတ်ထားခဲ့ပါတယ်။ဘန်ကအင်ဂျီအိတ်ထဲမှာတော့ကိုထည့်သိမ်းလိုက်ပြီးတကားကိုခောက်လိုက်တဲ့အခါမှာတော့အိမ်ထဲကနေမစ္စတာရီဆိုတဲ့အင်္ဂလိပ်အမျိုးသားကြီးတဦးထွက်လာနှုတ်ဆက်ပါတယ်။စစ်စတာနှစ်ယောက်ဟာသူတို့ကိုသူတို့မိတ်ဆက်လိုက်ပြီးမစ္စတာရီနဲ့ဘာသာရေးအကြောင်းဆွေးနွေးခြင်းလို့ပါလို့ပြောပါတယ်။မစ္စတာရီရဲ့ပုံစံကစိတ်ဝင်စားတဲ့ပုံပေါ်ပြီးယာတီဥတု တိတ်မကောင်းတာကြောင့်သူတို့ကိုအထဲကိုဖိတ်ခေါ်လိုက်ပါတယ်။အဲစစ်စတာနှစ်ယောက်ကအထဲဝင်ဖို့ဆိုရင်အထဲမှာအမျိုးသမီးရှိနေမှသိတော့မှာမို့အဆင်မပြေလောက်ဘူးလို့ပြောပါတယ်။မစ္စတာရီကအိမ်ထဲမှာသူ့မိမရှိပါတယ်။အခု blueberry cookie လုပ်နေပါတယ်လို့ပြန်လည်ဖြေကြပါတယ်။သူမတို့တွေကိုကိုအင်ကြီးတွေချုပ်ပြီးဖြန့်ထားလို့ရတယ်နော်လို့ပြောပြီးအထဲမှာမုတ်သွားကြည့်အောင်မယ်လို့ပြောပြီးဝင်သွားပါတယ်။မင်းရဲ့အနေငယ်ကြတော့မုံတွေနဲ့အတူပြန်ထွက်လာပြီးသူစနီးလောက်ထားတာမြည်ကြည့်ပါအောင်လို့ဧကခံပါတယ်။ပူနွေးနေတဲ့ဖျော်ရည်ကိုလည်းချပေးပြီးစကားဆပြောကြပါတော့တယ်။ ဘာသာရေးအကြောင်းတွေမပြောခင်မစ္စတာရီကသူမတို့နှစ်ယောက်ရဲ့အကြောင်းကိုအရင်မေးပါတယ်။ Sister Paston ကသူမကဘုရားကျောင်းမှာပဲကြီးပြင်းလာခဲ့တဲ့သူဖြစ်ပြီး Sister Banks ကတော့သူမအမေကဘာသာရောင်းတစ်ယောက်ဖြစ်ပါတယ်လို့ပြောပါတယ်။သူမရဲ့အဖေဆုံးမိခဲ့တဲ့ကဘုရားကျောင်းကိုသွားတာလဲနေပြီးလမ်းပျောက်တယ်လို့ဖြစ်နေလို့ဒုက္ခရောက်နေတယ်လို့ပြောပါတယ်။ Mr. Rika သူဒီခံစားချက်ကိုကောင်းကောင်းနားလည်ပါတယ်။သူလည်းဒီလိုအချိန်မျိုးအများကြီးအချိန်တော်တော်ကြာခံစားခဲ့ရဘူးကြောင်းပြောပါတယ်။ ဘန်းရဲ့ဖခင်ဘလို့ဆုံးသွားတာလဲလို့မေးပါတယ်ဘန်းကလူဂယ်ရီယောဂါကြောင့်ဖြစ်လိမ့်မယ်လို့ပြောပါတယ်သူမှပြောတာကိုနားကြလွဲပြီးမစ္စတာရီကဘလူးဘယ်ရီယောဂါဆိုပြီးထားရည်ပါတော့တယ်ဒါပေမဲ့ Mr. Ree ကသူမှသွားပြီလို့ချက်ချင်းသိလိုက်ပြီး Bans ကရှေ့မှာချထားတဲ့မုံနဲ့ဟာတလုတ်တယ်ထင်သွားလို့ပါလို့ပြောပါတယ်။ Bastin ကဒီအခြေအနေကိုထိမှုကြိုးစားတဲ့အနေနဲ့သူမကတော့တည်တဲ့အခါလိပ်ပြာလေးတကောင်အဖြစ်ပြန်တန်းသွားချင်တော့တယ်လို့ပြောပါတယ်။ဒါဆိုသူချစ်တဲ့သူတွေရဲ့အနီးမှာနေနိုင်ပြီးသူတို့ရဲ့လက်ပေါ်လေးမှာနားနေလို့ရပြီးတင်ကြတာတောင်ခြံလာလို့ရတယ်လို့ပြောပါတယ်။ မစ္စတာရီကစကားလမ်းကြောင်းကိုဘာသာရေးဘက်ကိုလှည့်လိုက်ပါတယ်။စစ်စတာနှစ်ယောက်ရဲ့တပ်ဝင်ယုံကြည်မှုကိုအတော်လေးလေးစားတယ်လို့လည်းအရင်ဆုံးပြောပါတယ်။သူစကားပြောပုံကနှစ်နှစ်ချွတ်ချွတ်နဲ့ရှာကြံပြီးပြောနေတယ်လို့ပါ။အစင်ထဲမှာရှိတဲ့ပိုလီဂမီတမိုင်းကိုထုတ်ပြပါတယ်။စစ်စတာဘန်းကပိုလီဂမီဟာမော်မော်အုပ်စုကိုဆင်းရဲဒုက္ခနဲ့တည်ကျင်းမှုကနေကူညီပေးဖို့ထောက်ထားတဲ့မစ်ရှင်တစ်ခုဖြစ်ကြောင်းရှင်းပြပါတယ်။သူမကဒါကိုရေရှည်မလို့အတော်တာကြောင့်ဖះเจ้าကနေတောင်ဖယ်လိုက်ပြီလို့ပြောပါတယ်။ ဒါပေမဲ့မစ္စတာရီကသူမတို့နှစ်ယောက်စိတ်မသက်မသာဖြစ်နေတာကိုသိနေတာတောင်မှဒီအကြောင်းကိုပဲဆက်ပြောဖို့ကြိုးစားနေပါတယ်။မစ္စတာရီကဒီဘာသာဟေးချမ်းတွေကိုသိနေကြတာမှန်တယ်လို့ဘသူကအမှတ်ခံနိုင်လဲလို့ပြောပါတယ်။အဲ့ဒီအခါမှာစစ်စတာပက်စတန်ကသူမရဲ့ဘာသာရေးကိုသူမအပြည့်အဝယုံကြည်တယ်လို့တတိယညင်ညင်ပဲဖြေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမခံစားမိနေလို့ပါလို့ပြောပါတယ်။ စကားတွေထပ်ပြောလာလေးလေးမစ္စတာရီကသူတို့ရဲ့စကားတွေကိုနားထောင်တာထက်မစ္စတာရီကသူ့ရဲ့အမြင်တွေကိုပိုပြီးလွှမ်းမိုးလာတယ်လို့သူတို့ခန်းစားမိနေပါတယ်။ဘန်းစ်ကမစ္စတာရီကတပြားဟောင်းကြီးကိုထပ်နေလို့စကားလမ်းကြောင်းလွှဲခြင်းလို့သူ့ဇနီးနဲ့မိတ်ဆက်ပေးဖို့ပြောပါတယ်။မစ္စတာရီထွက်သွားတော့အခန်းထဲမှာသူတို့ပဲကြံတော့တာနဲ့ဘန်းစ်ကဇပွဲပေါ်မှာထားထားတဲ့ဖျောင်းနိုင်ကိုတွေ့ကြည့်ပါတယ်။စာတန်းထိုးထားတာက blueberry cookie အနံ့ဖြစ်ကြောင်းတွေ့ရပါတယ်။ဒါကိုဆက်ဆက်ကြည့်လိုက်ရင်မုတ်ဖုတ်တဲ့သူ့ဇနီးဆိုတာမရှိနိုင်ဘူးလို့တွေးမိသွားပါတယ်။ ချက်ချင်းပဲမစ္စတာရီကသူတို့ကိုတစ်ချိန်လုံးညာနေခဲ့တယ်ဆိုတာဘန်းစ်ရေးမိသွားတာပါ။သူမဟာမဆိုင်မတော့ပဲသူမရဲ့တငယ်ချင်းကိုပြပြလိုက်ပါတယ်။သူမတို့နှစ်ယောက်စလုံးဟာသူ့ရဲ့ယူရချက်ကကောင်းတာမဖြစ်နိုင်ဘူးလို့ကောက်ချက်ချလိုက်ကြပါတယ်။မစ္စတာရီပြန်ထွက်လာတဲ့အခါကူကီယောသူစနီးဆိုတာကသူနဲ့အတူမပါလာပါဘူး။သူတို့ကိုမိဖို့ကန်းကိုဖိတ်ခေါ်ပါတယ်။သူတို့ကညှင်းဆန်ခြင်းလို့ဘန်းစ်ကဖီးယားเจ้าကဖုန်းဝင်လာဟန်သိရောက်ဆောင်လိုက်ပါတယ်။မစ္စတာရီကစိတ်ပြက်လက်ပြက်နဲ့မိဘကန်နဲ့ကသူစနီးကိုဧည့်သည်တွေပြန်တော့မှာနော်လို့လှမ်းပြောပါတယ်။ သူမတို့ရဲ့ကိုအင်ကြီးတွေကိုတောင်ယူဖို့တတိမရတော့ပဲထွက်ပေါက်စီတို့သွားပါတယ်အဲ့ဒီအရောက်မှာတကားကိုတော့ခတ်ထားတာတွေ့လိုက်ရပါတော့တယ်ဘတ်စတန်ကဖုန်းခေါ်ဖို့ကြိုးစားလိုက်ပေမဲ့ဖုန်းတိုင်နေမရှိတာသိလိုက်ရပါတယ်အိနေကနေစုညံတန်တစ်ခုကြားလိုက်ရပါတယ်တစ်စက္ကန့်လောက်ကြာပြီးနောက်မိတွေအကုန်မှိတ်သွားပါတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်ဟာအိနေဘက်ကိုဝင်လာဖို့အကြောင်းတရားဖြစ်လာပါတော့တယ်စာကြီးကန်းကိုဖြတ်လာပြီးနောက်အင်ရှိပြောင်းလာပါတယ်။အရင်မှမစ္စတာရီအခန်းထဲရောက်လာပြီးနောက်တစ်ချိန်ပြန်လဲကြိုးဆိုပါတယ်လို့ပြောပါတယ်။ သူမတို့အမြန်ပြတ်မှုလိုတယ်လို့ပြောပါတယ်မစ္စတာရီကဒါဆိုသွားလေလို့ပြောတော့သူတို့လည်းချွတ်ထားတဲ့ကုန်အင်ဂျီတွေကပ်ဖို့လိုက်ပါတယ်ဘတ်စတန်ရဲ့အင်ဂျီအိတ်ထဲမှာစပိန်တော်ရှိနေပါတယ်တကယ်တော့တောက်ခတ်ပြီးတဲ့အခါဘန်းကသူ့အိတ်ထဲမှာထိချထည့်ခဲ့တာပါသူမတို့နှစ်ယောက်ကမစ္စတာရီကိုတကားဖွင့်ပေးအောင်လေလို့ပြောပါတယ်မစ္စတာရီကတကားကတိုင်မာစနစ်နဲ့လှုပ်ထားတာကြောင့်သူ့ဘာသာလော့ကျနေတာပါလို့ပြောပါတယ်သူထပ်ပြောတာကရှေ့တကားကနောက်နေ့မနက်ထိပွင့်လိမ့်မှာမဟုတ်ဘူးလို့ပြောပါတယ်ဒါကြောင့်မစ္စတာရီကသွားချိန်ရင်နောက်ဘက်မှာတကားရှိတယ်အဲ့ဒီကသွားလေလို့ပြောပါတယ် ဒါပေမဲ့သူမတို့ကတုံဆိုင်နေပါတယ်တခခုမှိုင်းရွနေပြီလို့ခံစားနေရလို့ပါသူမတို့ကရှေ့တကားကနေပဲထွက်ဖို့မရမကတောင်းဆိုနေပါတယ်ဒါပေမဲ့မစ္စတာရီကမဖြစ်နိုင်တာကိုပဲပြောနေတယ်ဆိုတဲ့ပုံစံနဲ့ငြင်းဆန်ပါတယ်ရုတ်တရက်သူ့အတန်းကအနေရပြည့်ကျင်တဲ့ပုံစံမျိုးပေါက်နေလို့ဖះเจ้าကဖုံးဝင်နေဆိုတာလိမ့်နေတာမဟုတ်လားလို့ပြောပါတယ်ဘန့်စ်ကအဲ့ဒါတမင်ပြောတာမဟုတ်ဘူးလို့ပြောပေမဲ့လည်းမစ္စတာရီကမဖြစ်နိုင်ဘူးလို့ပြန်ညင်းပါတယ်သူ့အိမ်ရဲ့မျက်နှာချက်ဒီနိုင်ရန်တွေကတတ်ထုတမျိုးနဲ့လှုပ်ထားတာဖြစ်လို့လေလိုင်းကစစ်ကနေကိုပိတ်ထားတယ်လို့ပြောပါတယ် ဘန်းစ်ကနောက်ဘက်တကားကနေဖြတ်သွားဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါမြေရောက်ခန်းဖြစ်နေပါတယ်။နောက်တစ်ခုကြိုးစားကြည့်တော့လည်းအဲ့လိုပါပဲ။ထွက်ပေါက်ဟုတ်မနေပါဘူး။ဘန်းစ်ကမစ္စတာရီကိုသူတို့နှစ်ယောက်ဒီအိမ်ထဲရောက်နေတာရဲတွေသားတီးသွားရင်ရှင်ဒုက္ခရောက်သွားမှာနော်လို့သတိပေးတဲ့အောင်ချင်းချောက်တရားပြောပြီးသူမတို့ကိုလှုပ်ပေးဖို့ပြောပါတယ်။ဒါပေမဲ့သူကဂရုမစိုက်ပါဘူး။နောက်ဆုံးတော့သူ့ရဲ့ရည်ရွယ်ချက်အစ်စ်မှပေါ်လာပါတယ်။သူကအခုသူ့ရဲ့ idea တွေကိုရောင်းမှလို့ပြောပါတယ်။ဘာသာရေးသမားတွေရဲ့ယူဆချက်ကိုလက်မခံဘူး။ဖျားသခင်ဆိုတာတကယ်မရှိဘူးလို့ပြောပါတယ်။ အဲ့ဒီနောက်တကားတစ်ခုမှ believe လို့ရေးပြီးနောက်တစ်ဖက်မှာ disbelieve လို့ရေးပါတယ်။ဘုရားသခင်ကိုအဲ့လောက်တော့မှယုံကြည်နေရင် believe ဆိုတဲ့တကားကနေဖြတ်သွားပါ။သူချပြတဲ့အချက်တွေကိုလက်ခံရင် disbelieve ဆိုတဲ့တကားကိုယွေးပါလို့ပြောပါတယ်။ထိတ်လန့်နေတဲ့ Bastin ကသူတို့ဒီကနေအနေရကင်းစွာထွက်နိုင်မှု Mr. Rick ကိုထောက်ခံမယ်လို့တွေးပါတယ်။သူမကအမြန်မဲဝန်ခံပြီး Mr. Rick ကိုချီးကျူးနေလိုက်တယ်။သူမက disbelieve လမ်းကိုဖြတ်သွားတယ်လို့ပြောပါတယ်။ဒါပေမဲ့ Bans ကတော့ကြောက်နေပေမဲ့လို့သူမရဲ့ယုံကြည်မှုကိုအခိုင်အမာစုပ်ကန်ထားစေပါပဲ။ သူမက read ရဲ့အဆိုပြုချက်တွေနဲ့စန့်ကျင်သူဖြစ်နေခဲ့ပါတယ်။ belief ဆိုတဲ့လမ်းကိုပဲရွေးခဲ့တယ်။သူမက fasting ကိုလှမ်းမိလိုက်သေးတယ်။ဘုရားသခင်ကိုယုံကြည်သေးရင်နောက်တွေ့လာမယ်လို့ပြောပါတယ်။ fasting ကဘန်းရှိတဲ့ belief တကားဘက်ကိုပြောင်းလာပါတယ်။သူတို့ထိတ်လန့်သွားပါတယ်။ဘာလို့လဲဆိုတော့သူတို့အခန်းထဲဝင်လိုက်တာနဲ့ Mr. Rick ကတကားပိတ်ချလိုက်လို့ပါ။မိန်းကလေးနှစ်ယောက်ကအတော်လေးအတွင်းကျလာတဲ့အခါမှာတော့သူတို့လွတ်လပ်မရှိတော့ဘူးလို့ထင်လို့စိုးရင်စိတ်ကြောက်လန့်စိတ်ကပိုပြီးကြီးစိုးလာပါတယ်။ခြေတံတစ်ခုကတဖြည်းဖြည်းနီးလာလို့အသေးငယ်စရာဖြစ်နေပါတယ်။ ဘန်စ်ကစာကြည့်ခန်းထဲကသူမကောက်ယူလာခဲ့တဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်။သူမကဖတ်စတင်ကိုပေးထားလိုက်ပါတယ်။အရေးကြုံရင်ကာကွယ်နိုင်အောင်လို့ပါ။သူမက matches underwear ဆိုတဲ့ဇကဝတ်ဇကလုံးကိုတွေ့ခဲ့တယ်လို့လည်းပြောပါတယ်။ဖတ်စတင်ကဒီဓာတ်နဲ့ Mr. Ri ကိုတိုက်ခတ်ခဲ့တဲ့တယ်လို့ပြောပါတယ်။ခုနကလို့ဝဲဇကလုံးကိုအုံပြုလိုက်တဲ့အခါတကားကပွင့်သွားပါတယ်။တကားပွင့်သွားတဲ့အခါမှာတော့ Mr. Ri ကိုတွေ့ရမယ့်အစားမိခိုးရောင်ဝတ်ဆောင်တဲ့အမျိုးသမီးကိုတွေ့လိုက်ရပါတော့တယ် သူမပုံစံကတရက်တစီနဲ့တူပါတယ်အယိုးတွေကိုတော့မြင်နေရပြီးလက်တစ်ဖက်ကမီးအိမ်ကိုကင်ထားပြီးနောက်တစ်ဖက်က blue berry ကိုကိကိုကင်ထားပါတယ်အဲ့ဒီနောက်နယံဘောကစကားပြောဆက်ကနေ Mr. Ri ရဲ့အတန်ထွက်လာပါတယ်အန်အောစီယာတခုကိုတတ်သိပြတော့မယ်သူမတို့ရှေ့မှာရှိတဲ့အမျိုးသမီးက prophet ဖြစ်တယ်သူမလက်ထက်က blue berry cookie မှာအစိပ်ပါတယ်သူမကအဲ့ဒီ cookie ကိုစားပြလိမ့်မယ်ဖျားသခင်သာကဲတင်ရင်သူမရှင်းတယ်လို့ပြောပါတယ်။အဲဒီနောက်သူမကကူကီကိုကောက်စားလိုက်ပါတယ်။ချက်ချင်းပဲလဲကြသွားပါတယ်။သူမရဲ့အသက်တီသူမခံထားတဲ့ပြန်လာဖို့ရီကခေါ်နေပါတယ်။ အဲ့ဒီအချိန်မှာပဲတကားခေါင်းလောင်းမီလာလို့မစ္စတာရီအနောက်ရှာဖြစ်သွားပါတယ်သူကတကားဖွင့်ဖို့ထသွားဖို့ဖြစ်လာပါတယ်အဲ့ဒီတော့ဘန်းနဲ့ပက်စတင်ကိုလှုပ်ရှားဖို့အခွင့်အရေးပေးတယ်လို့ဖြစ်သွားပြီးတကားနောက်ကိုတချိန်ထိုးပြေးသွားပြီးအပြစ်မှဘသူရှိလဲလို့အော်ဟစ်ပြီးအတန်ပေးပါတော့တယ်မစ္စတာရီကအိမ်ကိုအတန်လုံအောင်လှုပ်လိုက်တော့သူတို့ရဲ့အတန်တွေဟာအထဲကိုမဝင်နိုင်တော့ပါဘူးအဝိစာတစ်ခုကိုမိရှို့လိုက်ပါတယ်မိကိုတွေကအချက်ပြဖြစ်လာမလားလို့ရည်ရွယ်ချက်နဲ့ပါမစ္စတာရီကတကားဖွင့်လိုက်တော့ဖခင်เจ้าကအမျိုးသားတစ်ယောက်ရောက်နေတာပါသူမတို့နှစ်ယောက်အเจ้าကိုမေးတော့မစ္စတာရီက သူ့အိမ်အဝတ်ထိရောက်ပြီးမှချက်ချင်းလက်ပြန်သွားကြတယ်လို့ပုံပြင်ပြောလိုက်ပါတယ်။သူဘာကြောင့်ဒီလိုပြောနိုင်လဲဆိုတော့တန်တရားမဝင်အောင်စပိန်တွေကိုသူကဖယ်ထားပြီးသားဖြစ်လို့ပါ။ဒါကြောင့်သူ့ရဲ့ပုံပြင်ကိုဖျားကြောင်ကလူကယုံပြီးချက်ချင်းလှည့်ပြန်သွားတာပါ။ဒီရောက်ခန်းထဲမှာတော့ဘန်းနဲ့ပတ်စတန်ကသူတို့ရဲ့မီးရှို့တဲ့အစီအစဉ်ကိုဆက်လုပ်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲတင်းနေတဲ့ပရော့ဖက်ကရုတ်တရက်ပြန်ထလာပါတယ်။သူမတို့နှစ်ယောက်စလုံးလန့်သွားပါတယ်။ မစ္စတာရီပြန်ရောက်လာပြီးသူမတို့ဘာတွေကြုံတွေ့ခဲ့ရလဲလို့မေးပါတယ်မစ္စတာရီကသူမတို့ရဲ့ယုံကြည်မှုကိုဖျက်ဆီးဖို့စိတ်ပညာသုံးနေတယ်ဆိုတာဘန်းစ်ကရေးမိစပြုနေပါပြီသူမတို့ကိုလှည့်ဖြားဖို့မကြိုးစားပါနဲ့ဒါတွေကအံ့ဩစရာအကန့်အမှအလှည့်ပြောင်းမဟုတ်ပါဘူးလိန်ညာနေတာလို့ပြောပါတယ်သူမက fasting ကို matches and away ဆိုတဲ့ဇကဝတ်ကိုရုပ်ဖို့အချက်ပြလိုက်ပါတယ်တပြိုင်နက်တည်းမှာပဲမစ္စတာရီရဲ့လှုပ်ရှားမှုကြောင့်သူမတို့နှစ်ယောက်ထိတ်လန့်သွားပါတယ်မစ္စတာရီရဲ့လှုပ်ရှားမှုကမြန်ဆန်လွန်ပြီးဘန်းစ်ရဲ့ level ကိုဓာတ်နဲ့ဖြတ်ချလိုက်ပါတော့တယ် ဖတ်စတင်ကအရန်လန့်သွားပြီးတကားစီကိုပြေးပြီးတော့အော်ဟစ်အကူညီတောင်းပါတယ်ဒါပေမဲ့ဘာမှအရာမရောက်ပါဘူးမစ္စတာရီကဖတ်စတင်ကိုစိတ်ငြိမ်အောင်လာချပါတယ်ဘန်စ်ကပြန်ရှင်လာမှာလို့ပြောပါတယ်ဖတ်စတင်မြေရောက်ခန်းပြန်လာတော့ဘန်စ်ကအသက်ပြန်မရှင်သေးပါဘူးမစ္စတာရီကဘန်စ်ရဲ့လက်မောင်းကိုကင်ပြီးတတ်ထူချောင်းလေးတစ်ခုကိုဆွဲထုတ်လိုက်ပါတယ်ဖတ်စတင်သိသွားတာကအဲ့ဒါကဒရီတာစီတစ်ခုဖြစ်နေတယ်ဆိုတာပါ မစ္စတာရီက The Matrix ဆိုတဲ့ရုပ်ရှင်ကိုနမူနာထားပြီးပြန်လည်ရှင်သန်ခြင်းကိုနှောက်ယှက်တဲ့အကြောင်းကိုရှင်းပြနေပါတယ်။မစ္စတာရီက Fasting ကိုဖျားသခင်တွေကိုယုံနာလားသူ့ရဲ့ Simulation Theory ကမှန်တယ်လို့ထင်လာလားလို့မေးနေပါတယ်။ထူးဆန်းစွာနဲ့ပဲ Fasting ကမစ္စတာရီရဲ့ကြိုးကန်သိမ်းသွင်းမှုအောက်ကိုတဖြည်းဖြည်းနဲ့ရောက်စပြုတ်နေပါပြီ။သူမက Simulation Theory ကမှန်တယ်၊ Merrick ဆိုတဲ့အရာကအမှားတာဖြစ်တယ်လို့ပြောပါတယ်။ ဲ့ဒီအချိန်မှာပဲမစ္စတာရီကအင်ဒကားခေါင်းလောင်းကိုနှိပ်လိုက်လို့သူတို့နှစ်ယောက်အာယုံပြောင်းသွားပါတယ်မစ္စတာရီကပရော့ဖက်ပြုတ်ထားတဲ့ခန္ဓာကိုယ်ကိုနေရာလှည့်လိုက်ပါပြီသူမှပြန်တွေ့တဲ့အခါအမျိုးသမီးရဲ့ခန္ဓာကိုယ်ရောမျက်နှာရောမတူတော့တာတွေ့ရပါတယ် Sister Pastin က Mr. Ri ရဲ့စပွဲအောင်မှာရှိတဲ့မြေရောက်ခန်းကိုဖော်ဖို့ကြိုးစားနေပါတယ်။ Mr. Ri ကပြောပါတယ်ခန္ဓာကိုယ်သားအဲ့ဒီမှာရှိရင်သူ့ရဲ့ theory ကမှန်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဒါကိုတတ်သိပြဖို့တနည်းပဲရှိမယ်။သူမကမြေရောက်ခန်းကိုဝင်မရမယ်။အမှန်တရားကိုရှာဖွေဖို့ရဲ့လွတ်မြောက်ဖို့ရဲ့ ਨੇ ဘတ်စတန်ဟာတတ်တိမွေးပြီးဝင်ဖို့သဘောတူလိုက်ပါတယ်။စင်မန်နဲ့ဘာသာတရားကိုတွေ့ရှိခြင်းရင်တယောက်တည်းဝင်မရမယ်လို့ပြောပါတယ်။ဘတ်စတန်လည်းတုံဆိုင်မနေပဲဝင်ချလိုက်ပါတယ်။ မြေရောက်ခန်းနဲ့ရောက်တော့တည်နေတဲ့အမျိုးသမီးခန္ဓာကိုယ်ကိုတွေ့ပါတယ်။သူမကျေလောင်စွာမော်အမိခင်မှာပဲကောက်ချစ်တဲ့မစ္စတာရီကနောက်ကတကားကိုပိတ်လိုက်ပါတော့တယ်။အဲ့ဒါနဲ့သူမလည်းအထက်ကိုထပ်ပြီးဝင်လာပါတယ်။တိတ်မကြခင်သူမကအခန်းရဲ့အဆုံးမှာတကားတစ်ခုကိုတွေ့သွားပါတယ်။ခတ်ထားတဲ့တော့ကသူမတို့ရဲ့စပိန်တော်ဖြစ်နေပါတယ်။အဲ့ဒါနဲ့သူမအိတ်ကထဲကတော့နေဖွင့်လိုက်ပါတယ်။အမျိုးသမီးတွေအများကြီးကိုချုံနောက်လာတဲ့အခန်းလေးကိုရောက်သွားပါတယ်။အဲ့လိုနဲ့အနောက်ဘက်ကနေမစ္စတာရီပေါ်လာပြီးအဖြေကိုတွေ့ပြီလားလို့မေးပါတယ်။ အခုမှဘတ်စတင်ကမစ္စတာရီကသူတို့ကိုအစတည်းကအကွက်ကြကြစီမံခဲ့ကြောင်းသဘောပေါက်သွားပါတယ်။သူမတို့အိမ်ထဲကိုဝင်လာခြင်းမှာပဲမစ္စတာရီကသူဇနီးကိုစကားပြောဟန်ဆောင်တယ်။ဘန်းစရဲ့အိမ်ထဲကတော့ကိုယူပြီးစပိန်တွေကိုရွှေ့တယ်။ဘတ်စတင်ကဘန်းစ်ကမတော်တဆသူ့အိမ်ထဲမှာထည့်မိတာလို့ထင်နေခဲ့တာ။အမှန်တော့ဒါရီကတမင်ယူရထားတာဖြစ်ကြောင်းအခုမှနားလည်သွားခဲ့တယ်။သူမကဒီတော့ကိုတုံးကိုတုံးရမယ်။သူမမှရွေးချယ်စရာမရှိလို့မဟုတ်ဘူး။မစ္စတာရီကဒီအခြေအနေတွေတိရောက်အောင်သူမကိုတွန်းပို့လိုက်တာကြောင့်မှာ မစ္စတာရီကသူမကိုစစ်မှန်တဲ့ဘာသာတရားဟာထိန်းချုပ်မှုတာဖြစ်ကြောင်းပြောပါတယ်။သူကလူတွေကို control လုပ်ရတာကြိုက်တယ်လို့ပြောပါတယ်။ဘတ်စတင်ဟာဘေးဘီဝဲရကိုကြည့်လိုက်တော့လောင်အင်တွေထဲမှာချုပ်ခံထားရတဲ့အမျိုးသမီးများစွာကိုတွေ့ပါတယ်။သူမကအလွန်စိတ်ထိတ်ကန့်စွာနဲ့မစ္စတာရီကိုဘာဖြစ်လို့လုပ်ရတာလဲလို့ပြောပါတယ်။မစ္စတာရီကဒါကသူတို့ကိုယ်တိုင်ရွေးချယ်ခဲ့လို့ဒီလိုဖြစ်တာလို့ပြောပါတယ်။မစ္စတာရီကသူမကို အနိုင်ကျမှုကြိုးစားတော့သူမလည်းယုတ်တရက်တတိယသွားပြီး bans ပြခဲ့တဲ့ဓာတ်ကိုဆွတ်ထုတ်ပြီး Mr. Ri ရဲ့ living ကိုထိုးချလိုက်ပါတော့တယ်။ထွက်ပြေးကိုကြိုးစားတဲ့အခါတပုတ်အလိုလိုက်နေတဲ့အိမ်မှာ Mr. Ri ကပြန်ဖက်မိပြီးသူမရဲ့ bike ကိုထိုးချလိုက်ပါတော့တယ်။နှယောက်စလုံးကြမ်းမြင့်မလဲကြသွားပါတော့တယ်။ Mr. Ri က fasting ကိုဖျားသခင်စီမှာဆူတောင်းမှုပြပါတယ်။ fasting ကဖျားသခင်က Mr. Ri ရဲ့မကောင်းတဲ့လုပ်ရပ်တွေကိုသိတယ်ဆိုရင်ဖျားသခင်ရဲ့ဉာဏ်တနာမှုကိုပြသပေးပါလို့ဆူတောင်းပါတယ်။သူမဆူတောင်းနေချိန်မှာပဲတန်ရိုက်ထားတဲ့တက်သားချောင်းကသူ့နှစ်ဖူးကိုရိုက်ပြီးတီးသွားပါတော့တယ်။ ဘတ်စတန်မော့ကြည့်လိုက်တဲ့အခါမှာတော့စစ်စတာဘန်းဖြစ်နေပါတယ်။သူမက သူမရဲ့နောက်ဆုံးလက်ချက် energy လေးနဲ့သူ့ကိုကယ်သွားတာဖြစ်ပါတယ်။နောက်မှာတော့ခဏနေတာနဲ့သူမဟာလဲကျအသက်ပြောက်သွားပါတော့တယ်။ ဘတ်စတင်ဟာသူမရဲ့တငယ်ချင်းကိုနှုတ်ဆက်ပြီးတော့မစ္စတာရီရဲ့စာကြည့်ကန်းကအပေါက်ကနေခုံချထွက်လိုက်ပါတော့တယ်။သူမဟာနောက်ဆုံးမှာတော့အပြင်ကိုရောက်လာခဲ့ပါပြီ။သူမလည်းအသက်ဝအောင်ရှူဖို့ခဏထိုင်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့လက်ပေါ်မှာလက်ပြားလေးတစ်ကောင်လာနာပါတယ်။သူမရဲ့တငယ်ချင်းဘန်းစ်ကိုရည်ရွယ်နေတယ်လို့ပါပဲ။